ပရိဘခတ်စတင်တဲ့အခါမှာ stock secret ကြီးစင်းသွားတယ်လို့ကျွန်တော်တို့ပြောပြပါတယ်။ဒါပေမဲ့ twin chat တခုရှိပါတယ်။ကာကွယ်ရေး company stock market တော့ကြမသွားပါဘူး။ပိုးတော့မတက်လာပါသေးတယ်။ဘာလို့လဲဆိုတော့စစ်ပွဲဖြစ်တဲ့အခါမှာကာကွယ်ရေး company တွေကသူတို့ရဲ့လက်နက်တွေကိုပြသပြီးတော့မှသူတို့ရဲ့အဲ့ဒီလက်နက်တွေကိုပုံမှုရောင်းချဖို့အတွက်အခွင့်အရေးပေးတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဒီ company တွေကသူတို့ရဲ့ထုတ်ကုန်တွေကိုအခြားသူများထက်ပိုကောင်းစေဖို့အတွက်တခါတည်းမှာအတူအကြောင်တွေနဲ့ကိုလည်းဖြန့်လင်းရှိပါတယ်။ ဒါကတော့တရုတ်ကတော့အမြဲလုံနေကြဖြစ်တယ်တရုတ်နိုင်ငံအကြံဉာဏ်တစ်ခုကိုတွန်းအားပေးပါတယ်ပထမတစ်ချက်ကသူတို့ရဲ့တိုက်လေရင်တွေကအကောင်ဆုံးဒုတိယချက်ကသူတို့ရဲ့ဒုံးကျည်တွေကအကောင်ဆုံးဆိုပြီးပြောပါတယ်ဒါပေမဲ့ဒါတွေကအချီနီတော့ပြောဆိုချက်တွေဖြစ်ပါတယ်တရုတ်ကပါကစ္စတန်ကိုအဓိကတိုက်ဂျက်တိုက်လေရင်၄ဖြစ်တဲ့ JF17 နဲ့ J10 တို့ကိုပေးခဲ့တယ်ဆိုတော့ကျွန်တော်သိတယ်အဲ့ဒီတိုက်လေရင်တွေကပါကစ္စတန်အသုံးပြုတဲ့တရုတ်ဂျက်လေရင်တွေဖြစ်တယ်။ဒီဂျက်လေရင်တွေကအိန္ဒိယဂျက်လေရင်တွေကိုပြစ်ချခဲ့တယ်လို့တရုတ်နဲ့ပါကစ္စတန်တို့အခိုင်အမာဆိုပါတယ် ပါကစ္စတန်ကာဝေးဝန်ကြီးကတည်တည်ပြဖို့တောင်းဆိုတော့အဲ့ဒါလိုပြောခဲ့ပါတယ်ဒါပေမဲ့တိုက်ပွဲ၄ရက်အတွင်းမှာအိန္ဒိယကအနည်းဆုံးပါကစ္စတန်လီတာစကန်၁၁ခုကိုတိုက်ခိုက်ခဲ့တယ်အဆိုပါအခြေခံအခြေဆိုင်စကန်တချို့မှာတရုတ်ဂျက်လီယင်တွေရှိတယ်ဒါပေမဲ့အဲ့ဒီဂျက်လီယင်တွေကအိန္ဒိယရဲ့တိုက်ခိုက်မှုကိုမရတန့်နိုင်ခဲ့ပါဘူးအခုတရုတ်ဒုံးကျည်တွေအကြောင်းပြောကြည့်ရအောင် PL-15 ဆိုတဲ့တရုတ်ဒုံးကျည်ကအစစ်မြစ်ဆုံးဝေဟန်ပစ်ဒုံးကျည်တစ်ခုဖြစ်ပါတယ်ဒါပေမဲ့ ပါကစ္စတန်မှာဒီဒုံးကျည်ကိုအသုံးပြုတဲ့စ조사ခဲ့ပေမဲ့အချိန်ချင်းကြဆုံးခဲ့ပါတယ်။ဆိုဆိုလိုချင်တာကဒီဒုံးကျည်အချို့ကအိန္ဒိယနိုင်ငံပန်ဂျပ်မြို့ကိုကြောက်ရောက်ပြီးတော့မပေါက်ကွဲခဲ့ပါဘူး။မြေပြင်ပေါ်မှာတုံးလုံးကြီးလဲလောင်ပြီးတော့လုံးဝနေနှကိုအတိုင်းမရှိနေတော့တွေ့ရတယ်။သူတို့ကဘာမှမထီဘူးမတိုက်ဘူးပေါက်ကွဲမှုမရှိခဲ့ပါဘူး။ဒီအဖြစ်ပြက်တွေကိုချက်ဆုံးမှုကိုတရုတ်တောင်းမှမရှင်းပြနိုင်ခဲ့ပါဘူးဒါကြောင့်ဝါသဖြန့်တာတွေစိုက်ပြီးတော့လုပ်တော့ပါပဲ ပါကစ္စတန်ရဲ့ JS70 အိန္ဒိယရဲ့ S400 လေကြောင်းကာကွယ်စနစ်ကိုအတန်ထက်မြန်တဲ့ဒုံးကျည်နဲ့ဖျက်ဆီးခဲ့တယ်လို့တရုတ်ဌာနကဖော်ပြခဲ့ပါတယ်ပါကစ္စတန်ကလည်းအတန်ထက်မြန်တဲ့ဒုံးကျည်ကိုအုံပြုခဲ့တယ်လို့သူပြောပါတယ်ဒါပေမဲ့သူတို့မှာအဲ့လိုဒုံးကျည်တွေရှိတယ်ဆိုတာပါကစ္စတန်တော့မှမတိကောင်းမတိခဲ့ရပါဘူးပါကစ္စတန်မှာအတန်ထက်မြန်တဲ့လက်နက်တွေမရှိပါဘူးတရုတ်မှာလည်းဝေရှင်ပြစ်လွတ်နိုင်တဲ့အတန်ထက်မြန်တဲ့ဒုံးကျည်တွေမရှိပါဘူး အိန္ဒိယကဒီလိန်လယ်မှုကိုအမြန်ဖော်ထုတ်ခဲ့ပါတယ်ပါကစ္စတန်ကလည်းတင်းအတုတွေထဖြန့်ဖို့စ조사ပါတယ်သူတို့ကအဒမ်ပူမှာအိန္ဒိယရဲ့ S400 စနစ်ကိုဖျက်ဆီးခဲ့ပြီးစူရကန်နဲ့စီတာမှာရှိတဲ့လေယာဉ်ကွင်းကိုဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်ဒီအရာအလုံးကတင်းမားတွေဖြစ်ပါတယ်အိန္ဒိယကဆစ်ရှင်လင်းပြောခဲ့ပါတယ် S400 ကအိန္ဒိယရဲ့ကောင်းကင်ယံကိုကာကွယ်နေစေဖြစ်ပါတယ်အိန္ဒိယရဲ့ S400 စနစ်ကိုရုပ်ဆိုးအောင်တရုတ်ကဘာကြောင့်ဒီလိုမျိုးစစ်အားထက်သန်စွာနဲ့ နာမည်ဖြစ်ရတာလဲဘာကြောင့်လဲဆိုတော့တရုတ်နိုင်ငံမှာ HQ9 လို့ခေါ်တဲ့ S400 မိတူရှိပါတယ်သူတို့ကိုတရုတ်နိုင်ငံမှာလုပ်ပါတယ်ပါကစ္စတန်လေတာစကန်တွေကိုတရုတ်က HQ9 အကာအကွယ်အကာအကွယ်ပေးထားပါတယ်ဒါပေမဲ့ဒီစနစ်ကလုံးဝပြက်ကွက်ခဲ့ပါတယ်ဒီစနစ်နဲ့ပဲအိန္ဒိယလေတာကပါကစ္စတန်အခြေစကန်စစ်တခုကိုတိုက်ခိုက်ခဲ့ပါတယ်ဒီအဲ့ဒီစနစ်ကဘာမှမလုပ်နိုင်ခဲ့ပါဘူးဒါကြောင့်မလို့ ချုံကိုပြောမှဆိုရင်လွန်ခဲ့တဲ့၄ရက်အတွင်းမှာတ িয়োগ တိုက်လေရင်တွေတ িয়োগ ဒုံးကြီးတွေတ িয়োগ လေလေချောင်းရန်ကာကွယ်စနစ်တွေအလုံးမအောင်မြင်ခဲ့ပါဘူးတ িয়োগ နိုင်ငံကဇာလန်အတူဖြန့်ချီပြီးတော့လည်းကောင်းဖုံးကွယ်ဖို့စူးစမ်းတော့လည်းအလုံးမဖြစ်ခဲ့ပါဘူးအခုအမေရိကန်အကြောင်းပြောကြည့်ရအောင်အမေရိကန်လည်းပါဝင်ပါတယ်ရာဖာလီအပါဝင်အိန္ဒိယဂျက်လေရင်ပြစ်ချခံရကြောင်းအမေရိကန်မီဒီယာတွေကဖော်ပြပါတယ်ဒါပေမဲ့သူတို့ကဘာသက်တေပြောင်းမပြတ်နိုင်ခဲ့ပါဘူး သူတို့ကအမည်မဖော်နိုင်တဲ့ပါကစ္စတန်ကာကွယ်ရေးတရင်ရင်းမြစ်တွေအမည်မသိတဲ့ပြင်သစ်ထောက်လှမ်းရေးအရာရှိတွေအမည်မသိတဲ့အမေရိကန်ကာကွယ်ရေးအရာရှိတွေကိုကိုကဖော်ပြပါတယ်အတူချုပ်ပြောမှဆိုရင်အဲ့ဒီအဟာတွေကတက်တဲ့အစ်အမမရှိပါဘူးမန်မန်ဆတ်ချင်းမြတာဖြစ်ပါတယ်ဒီတရင်ကိုအမေရိကန်မီဒီယာတွေကဘာကြောင့်ဖျက်တာလဲပါကစ္စတန်ကိုထောက်ပံ့ခြင်းနဲ့အမေရိကန်လည်းဘာတွေအကျိုးရရှိတယ်လဲအဖြစ်ကရှင်းနေပါတယ်အမေရိကန်ကသူတို့ရဲ့တိုက်လေရင်တွေဟာပြင်သစ်ရာဖာလီ ဂျက်လီယင်များထက်တာလွန်တယ်လို့ဆိုပါတယ်ရာဖာလီယားလည်းအမေရိကန်ရဲ့ထိတ်တန့်ရွေးချယ်မှုဖြစ်တယ်အိန္ဒိယလီတာမှာ၎င်းတို့30 36စီရှိပါတယ်အိန္ဒိယလီတာကရေတာကနောက်ထပ်26စီကိုဝင်ဖို့တဘောစာချုပ်ချုပ်သူချုပ်ချိုးပြီးသားဖြစ်ပါတယ်အိန္ဒိယကဂျက်လီယင်သစ်အစီတရာကျော်ရဲထောက်ဝယ်အောင်မဖြစ်ပါတယ်ရှာဖွေနေစေဖြစ်တယ်ရာဖာလီယားလည်းလူကြိုက်များနေစေဖြစ်တဲ့အတွက်ကြောင့်အမေရိကန်ကအိန္ဒိယကိုသူတို့ရဲ့ချက်လျင်အများအစားဝယ်ယူဖို့အတွက်တွန်းအားပေးပါတယ်။ဥပမာ F18 Super Hornet လို့လေမျိုးပေါ့နော်အဲ့ဒါကမချသေးမီကပင်လယ်နေမှာအမေရိကန်လေယာဉ်ပေါ်တင်းတင်းမော့ကနေပြုတ်ကျခဲ့တဲ့အလားတူဂျက်လေယာဉ်ဖြစ်တယ် Now American F35 ကိုပြောက်ဂျက်လေယာဉ်ဒါကိုလည်းရောင်းချဖို့အပြင်းထန်တွန်းအားပေးပါတယ်တချင်ကအလားတူအမေရိကန်ကအိန္ဒိယကိုတန်ခါပိတ်ဆို့မှုတွေပြုလုပ်မယ်လို့ချင်းချောက်ခဲ့တော့အဲ့ဒီချင်းကိုစိတ်ဝင်စားစရာဖြစ်ခဲ့ပါတယ်။အိန္ဒိယကအမေရိကန်လို့ THAAD သတ်စနစ်အစား Russia S400 စနစ်ကိုဝယ်ယူခဲ့တဲ့အတွက်ကြောင့် အဲ့ဒီလိုမျိုးထိန်းချုပ်မှုကိုလုပ်ခဲ့ခြင်းဖြစ်တယ်။အခုအခါမှာအမေရိကန်က၎င်းရဲ့လေယာဉ်တွေကိုအိန္ဒိယရောင်းချဖို့တာဝန်ထမ်းစူးစမ်းနေပါတယ်။ဒီတော့ဒီမှာပုံကြီးချက်ပြီးတော့ပြောမယ်ကြည့်မယ်ဆိုရင်တရုတ်ကမအောင်မြင်တဲ့လက်နက်တွေကိုခုခံကာကွယ်ဖို့စူးစမ်းတဲ့အမေရိကန်လည်းပြင်သစ်ရာဖာလီရုတ်တရက်မကောင်းမကြောင်းမကောင်းဖို့အတွက်၎င်းတို့ရဲ့ကိုပြောက်ချက်လျင်တွေကိုရောင်းချဖို့အတွက်စူးစမ်းတယ်။ကဲဒီတော့အမေရိကန်အိန္ဒိယကဘာလို့ဘာလို့မှလဲဆိုတော့မင်းကိုထွက်လာပါတယ်။အိန္ဒိယက သူတို့ရဲ့ကိုယ်ပိုင်လက်နက်အစွမ်းကိုကဘာကိုပြတ်တားခဲ့ပြီဖြစ်တယ်။အိန္ဒိယလိုအကတ်လေချောင်းရန်ကာကွယ်ရေးစနစ်ဘရာမိုစ်ဒုံးကျည်တွေကဲ့သို့သောအိန္ဒိယလုစနစ်တွေကိုမကြသင့်မိကအသုံးပြုခဲ့ပါတယ်။ဒီလက်နက်တွေကအရန်ကောင်းတယ်သူတို့ကတိကျမကန်ပြီးကာကွယ်နိုင်ခဲ့တယ်တိုက်ခိုက်နိုင်ခဲ့တယ်။ဒါဟာအိန္ဒိယရဲ့ကာကွယ်ရေးလုပ်ငန်းအတွက် ကြီးမားတဲ့အောင်ပွဲတစ်ခုဖြစ်တယ်။အိန္ဒိယကခိုင်မာတဲ့ဤပညာနဲ့စွမ်းဆောင်ရည်ကိုတည်ဆောက်ထားပြီးဖြစ်တယ်။